ဘဝပါလဲဆိုတော့ဘဝမွေးဖွားလာတယ်ပြီးတော့တည်ဆုံးသွားတယ်ဒါလေကျတော့အခက်တာကအဲ့ဒီမွေးဖွားလာတဲ့တည်ဆုံးတာကိုခေါင်းထဲကိုမရှိဘူးအဲ့ဒီဈာကာလမှာဖြစ်နေတဲ့ तू ကဘာငါကဘာ तू အဆင်ပြေတယ်ငါအဆင်မပြေဘူးဆိုတာတွေလောက်တည်းစိတ်ထဲရပါတော့နားလေလားဟုတ်လားတကယ်တမ်းကအဲ့ဒီအဆင်ပြေတာတွေမပြေတာတွေကအခိုက်အတန့်ပဲဘာမှသိတော့အရေးပါလာတာတော့မဟုတ်ဘူးတော့ तू အဆင်ပြေလဲပဲတရားမဲ့ဘဝအဆင်မပြေလဲပဲ တရားမဲ့ဘဝဘဝကိုကျွတ်တို့ဟာတရားမဲ့ဘဝလို့မြင်တတ်ဖို့လိုတယ်အဲ့ဒီအမြင်မှန်ကမရှိဘူးတော့မဟုတ်ဘူးရှိတယ်ဒါပေမဲ့ခေါင်းထဲကိုသိမရောက်ဘူးဖြစ်နေတယ်သူကဒီဘာဝနာတွေရဲ့အစွမ်းကထက်ခါထက်ခါဖြစ်အောင်လုပ်မှအစွမ်းကပြတာတစ်ခါတစ်ခါလောက်တည်တဲ့အတီနဲ့အကျဉ်းယာနဲ့ချီပြီးတော့တည်တဲ့အတီဟာစွမ်းအားရင်မတူဟုတ်လားဆိုရမစို့တေးရမယ်ဆိုတာအမှန်တရား အဲ့ဒါကိုသိတာဟာပညာအဲ့ဒီပညာကတစ်ခါတစ်ခါလောက်နဲ့သိပြီးတော့အစွမ်းကမပြတစ်ခါတစ်ခါသိကြည့်လိုက်အဲ့ဒီအသိဟာကိုယ်ဘလို့လမ်းညွန်ချက်တွေပေးမလဲကိုယ်ဘလို့စိတ်ထဲမှာရှင်းလင်းသွားစေမလဲကိုယ်စိတ်ထဲမှာဘလို့ငြင်းအေးမှုဖြစ်စေမလဲဆိုတာကိုလက်တွေ့လုပ်ကြည့်ရင်သိမြတ်စွာဘုရားမရဏနုဒ္ဓရီတည်ခြင်းကိုဘာဘာထထအမှတ်ရမယ်ဆိုလို့ရှိရင်ဥပတမယာနှလုံးစိတ်ဝမ်းငြင်းအေးလိမ့်မယ်လို့ဓာတ်ရိုက်ဟောတာဒါစိတ်တွေပူးလောင်နေတယ်ဆိုရင် ငါတရားမဲ့လူပါလို့စဉ်းစားလိုက်ငါဘေးရလူတွေလည်းတရားမဲ့လူတွေလို့စဉ်းစားလိုက်တခါတလေဘုံဘုံတို့ဟာကိုယ့်ဘဝနဲ့ပတ်သက်ပြီးတော့စွေ့နေတာပူလောင်တာရှိတယ်လို့သူများဘဝတွေနဲ့ပတ်သက်ပြီးတော့စွေ့နေတာပူနေတာတွေကမရှိဘူးလားမိဘတွေဆိုရင်ပါသမီတွေရဲ့ဘဝတွေနဲ့ပတ်သက်ပြီးတော့အများကြီးသူတို့စွေ့နေတာပူရတာပေါ့ဒါဘုံဘုံကတော့ဟိုလက်တွေ့ကြကြလေးဒေသနာတွေပေါ့အသုံးချကြည့်စေခြင်းတယ် ကိုယ်ဘဝနဲ့ပတ်သက်ပြီးတော့စိတ်တွေပူးနေတယ်ဆိုရင်ဩငါမကြခင်သေမှာပါဘာဒီမြန်ပူးနေတာဩငါဟာတေလူတယောက်ဖြစ်တယ်ဆိုတော့အမှန်သိမှုဟာကိုယ်ဘဝအတွက်အများကြီးပူးနေတာတွေကိုရှင်းချနိုင်လိမ့်မယ်ဟုတ်ပြီအဲ့လိုဆိုရင်သူများဘဝနဲ့ပတ်သက်ပြီးတော့ပူတဲ့အခါကာလမျိုးမှာတီးပေးနေတာနော်သာသမီတွေရဲ့ဘဝနဲ့ပတ်သက်ပြီးတော့ပူတယ်ဆိုရပါဘူးကိုရင်လည်းပဲမညာမတလာစဉ်းစားလိုက်သူတို့လည်းပဲတေးရမယ့်အကောင်လေးတွေတေးရမယ့်လူလေးတွေ စိတ်ထဲမှာဘလောက်ရှင်းသွားမလဲဆိုတာကိုလက်တွေ့လုပ်ကြည့်မှသိမှာနော်။ဘုရားမင်္ဂလာမရှိတဲ့စကားပြောနေ။မင်္ဂလာမှအလွန်အလွန်မင်္ဂလာရှိတဲ့စကားပြောနေ။မှန်ကန်မှုလောက်မင်္ဂလာရှိတာပဲရှိမှာလို့။ဟုတ်လား။စဉ်းစားနော်။ဒါကိုဘေးရလူတွေအကုန်လုံးကိုလည်းပဲသေလူတွတ်တာ။ဘုန်းတို့ရဲ့စိတ်ထဲကိုဒုက္ခအပေးနိုင်ဆုံးလူတွေဟာဘယ်လိုလူတွေလို့ထင်လဲ။ကိုအရင်နှီးဆုံးလူတွေပေါ့။ဟုတ်တယ်မဟုတ်လား။ ကိုအချစ်ဆုံးလူတွေကိုတန်ရုံးစဉ်အရှိရဆုံးလူတွေဆွေတွေမျိုးတွေနည်းနည်းလေးဝေးသွားလေးလေးဒုက္ခပေးနိုင်မှုအားနည်းလေးလေးနီးလာလေးလေးဒုက္ခပေးနိုင်မှုကြီးလေးလေးပဲစဉ်းစားကြည့်လေကိုစိတ်တွေကြိမ်ပါများစွာပူနေရတာဘုစုအတွက်ပူနေရတာတော့အဲ့လိုတွေပဲဟုတ်လားဒါမှမဟုတ်တည်ခြင်းကိုစဉ်းစားရင် ပထမဒုက္ခအပေးနိုင်ဆုံးကိုဘဝအကြောင်းကိုအရင်စဉ်းစားငါအတေလူတယောက်ဖြစ်တယ်ဒီကိုတရားလေးဘယ်လိုမှရှောင်လို့မရဘူးတည်ပြီဆိုတာနဲ့ ဒီဘဝရဲ့အခြေအနေကောင်းတယ်ပဲပြောပြောမကောင်းဘူးပဲပြောပြောမကောင်းတကောင်းပဲပြောပြောပြောကျင်တာပြောအဲ့ဒါတွေအကုန်လုံးဟာပြီးသွားလိမ့်မယ်ဟုတ်လားအဲ့လိုဆိုရင်ကျန်တဲ့လူတွေကိုလည်းအဲ့လိုညံနေရရှင်းထုတ်နိုင်လို့လုပ်တယ်အသာသမီးတွေကိုဝေးရဆွေတွေမျိုးတွေလောက်ဖို့ကိုင်းပဲတည်းအကုန်လုံးပေါ်လိအကုန်လုံးဘလို့အောင်မရဘူးသေလူတွေတို့လည်းဘယ်ချင်းသေမယ်တောင်မသိနိုင်ဘူးအရင်သေမလားငါနောက်သေမလားဘူးမှတိတိကျကျမသိနိုင်ဘူး အဲ့အမှန်တရားကိုဘုံဘုံတို့ဟာပယ်ပယ်နေနေစဉ်းစားအဲ့ဒီစဉ်းစားလို့ရလာတဲ့အသိဉာဏ်ပညာဟာစိတ်နှလုံးရဲ့ပူလောင်မှုကိုဘလောက်ငြင်းအေးစွာသိမလဲဆိုတာကိုလက်တွေ့သိအောင်လုပ်ဟုတ်လားပြီးလို့ရှိရင်လေခွေးလေးတွေကြောင်းလေးတွေမြင်နေရတာလေးတွေအကုန်လုံးပေါ့နော်ပြီးရင်ရှိရှိသမျှသတ္တဝါအကုန်လုံးကုန်ပြတ်သွားကြမှာဟုတ်လားပြီးရင်တစ်ကပြန်ဆက်ဟောတစ်ခုပြန်ဆက်ပြက်ပြန်ပြီဖြစ်လာပြန်ပြီသေပြန်ပြီဖြစ်လာပြန်ပြီသေပြန်ပြီ အဲ့ဒီကကိုမြန်မြန်မြင်အောင်ကြည့်ကြည့်ညာမြန်မြင်အောင်ကြည့်ကြည့်ဘဝရဲ့ပုံမှာနားလည်မှုအလွန်မှမြင်မာလာတာကိုသိရတယ်ဟုတ်လားဘုန်းတော်ကဘဝနဲ့ပတ်သက်ပြီးတော့ဘာမှလေးလေးနက်နက်သိအောင်မလုပ်ဘူးဘဝနဲ့ပတ်သက်ပြီးတော့ဘုန်းဘုန်းတို့နားလည်တာကရှင်းသန်းနေတဲ့အခိုက်အတန့်မှာဘလို့နေရမလဲဆိုတဲ့ကိစ္စကိုပဲအများကြီးတွေးတာသူများအဆင်ပြေတယ်အဆင်မပြေဘူးအဆင်ပြေတယ်မပြေဘူးပြောနေတာကိုကစားဘာနဲ့ပတ်သက်ပြီးတော့ပြောနေတာတော့ ရှင်းသန်းနေတာနဲ့ပတ်သက်ပြီးတော့ပဲပြောနေတာဒါပေမဲ့အစင်းပြေးပြေးမပြေးပြေးတေလဲတေရအောင်ပါဆိုတာပါတော့အမှန်တရားကြီးအဲ့ဒီအမှန်တရားကိုဖုံးလို့ဘာလို့ရမှာတော့စဉ်းစားရမယ်ခုဒီမှာမြတ်စွာဘုရားအနှစ်ချုပ်လေးပြောတာနော်ပုဏ္ဏပုဏ္ဏဇာယတိမိယတိစံထက္ခထက္ခဖြစ်ရတယ်ထက္ခထက္ခဖြစ်တော့ထက္ခထက္ခပြည့်ရတယ်ပေါ့မွေးရတယ်ပေရတယ်